ထိုအိမ်မက်မက်ပြီးကြံ့နေငယ်ကြတွင်ထိုတပိနှစ်ဦးသည်ဓနုပြုံမြို့တွင်ကျင်းပါသောအဘဘုရဟံပူဇော်ပွဲသို့တွားရောက်ခဲ့ကြ၏ထိုပွဲတွင်အခြားသောပညာရှင်ကိုအချို့အားထိုအိမ်မက်အကြောင်းတရိလက်လွတ်ပြောပြမိခဲ့ကြသည် ဆို၏တို့ဖြင့်ထိုတပိနှစ်ဦးရန်ကုန်ပြန်ခဲ့၏ရန်ကုန်ပြန်ရောက်ပြီးနောက်တညတွင်ထိတ်လန့်ဘွယ်အိမ်မက်များကိုထိုတပိနှစ်ဦးထပ်၍မက်ကြလေသည်အိမ်မက်ထဲတွင် အဖေကြီးဦးမြဟန်သည် ထိုသူ၏အိမ်သို့ကြွလာ၏ထို့နောက်ဖျားစင်မောသို့လက်ညှိုးဖြင့်ပြ၍ဟိတ်ဥမာကြည်စန်းဟုဆို၏ဖျားစင်မောသို့ကြည်လိုက်ရာဖျားစင်မော၌ဒိုင်းတော်ချုပ်အဘဘိုးတော်ဟန်အားတွေ့ရလေ၏ဘဘိုးတော်ဟန်၏မျက်နှာတော်သည်စူပုတ်လျက်မကြည်မနှက်ဖြစ်နေသည်ဆို၏ထိုသူမှအလွန်ကြောက်ရွံ့လာသဖြင့်အဖေကြီးဥမြခင်အားအဘဘိုးတော်ဟန်စိတ်ဆိုးပြေစီရန်မြည်တို့ပြုတင်ကြောင်းမေးမြန်းသည်ဆို၏ဖေကြီးဥမြခင်ကမင်းတို့တခြားသူတွေမသိတဲ့တာတွေကို ရှောက်ပြောလို့စိတ်တူနေတာတောင်းမှန်ပွဲထိုးပြီးတောင်းမှန်လိုက်ဟုပြောလေ၏ထိုကဲ့သို့အလားတူအိမ်မက်မျိုးကိုလည်းပထမဆုံးအိမ်မက်မက်ခဲ့သူတပည့်ဖြစ်သူလဲထိုညမှာပင်မက်ခဲ့လေ၏ထိုအကြောင်းအရာများသည်အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအရာများဖြစ်ထိုတပည့်နှစ်ဦးသည်ဆရာကြီးဦးကျော်ထန်းတို့သွားရောက်ကအကျိုးအကြောင်းများကို ရှင်းပြတောင်းပန်ခဲ့ကြ၏ထို့နောက်အုံငပြောပန်းစီမီစုံလင်းစွာဖြင့်တောင်းပန်ဝယ်ပြုလုကဂိုင်းတော်ချုပ်အဘဘိုးတော်ဟန်အား ဝင်ချတောင်းပန်ခဲ့ကြလေ၏ဤအိမ်မက်ကိုမက်ခဲ့သူဖြစ်သောဆရာကြီးဥကျော်၏တပည့်ဖြစ်သူသည်ယခုအခါ၌တပည့်သားသမီးရာပေါင်းများစွာဖြင့်သာသနာပြုနေသောဆရာကြီးတစုဖြစ်နေပြီဖြစ်၏ထိုနေ့၌ဆရာကြီးဥကျော်မှအဖေကြီးဥမြခင်တက်ရှိချင်းရှားရှိစဉ်အချိန်အခါက၎င်းမက်ခဲ့သောအိမ်မက်ချုပ်ကိုပြောပြခဲ့၏ပြောပြခွင့်ရှိသောအိမ်မက်များကိုသာပြောပြခြင်းဖြစ်ဆရာကြီးဥကျော်သည်ဖျားစင်ပေါ်ရှိ အဘဆရာတော်ကြီးများ၏ရုပ်လုံပုံတော်များကိုတိုက်ဖက်စားတော်ရသည်ဟုအိမ်မက်မြင်မဲ့၏တဖန်အဖေကြီးဦးမြခင်နေထိုင်သောအိမ်မကြီးမားသောမိတော်ကြီးသည်လမ်းကိုကြော်လာလျက်ဆရာကြီးဦးကျော်နေသို့ကြားရောက်လာသည်ဟုမြင်မဲ့၏ထိုအိမ်မက်များအကြောင်းကိုဆရာဖြစ်သူအဖေကြီးဦးမြခင်အားဆရာကြီးဦးကျော်မှတင်ပြခဲ့၏အဖေကြီးဦးမြခင်ကငါသားမင်းဘုံကြီးဖို့အကြောင်းမတ်တဲ့အိမ်မက်ကွာဟု နမိတ်စကားမိန်ကြားခဲ့၏ ဆရာကြီးဦးကျော်သည် အမှန်မင်းဘုန်းတော်ကြီးမားစွာသာသနာပြုနိုင်ခဲ့လေ၏တပည့်သားသမီးရာပေါင်းများစွာနှင့်ရှင်ရှားသောဆရာကြီးများဖြစ်လာမိတပည့်များကိုလည်းပြုစုပျိုးထောင်ပေးနိုင်ခဲ့၏ဆရာကြီးဦးကျော်၏ဘဝဖြစ်စဉ်အကြောင်းနှင့်ထူးခြားဖြစ်စဉ်များများစွာရှိခဲ့၏အနီးကပ်နေသော တပည့်များသည် ထိုထူးခြားချက်များကို သိခဲ့ကြ၏သိခွင့်ရခဲ့၏ထိုအကြောင်းအရာများကိုပြောကြားခွင့်ရသောတနေ့တွင်တပည့်သားသမီးများသိရှိစေရန် တင်ပြသွားမည်ဖြစ်၏ရွှင်ကျော်ပညာအောင်ခံယူထားသည့်အခြားသောဂိုင်းတော်သူဂိုင်းတော်သားတို့အနေနဲ့ထူးခြားစမ်းကြဲသော အိမ်မများကိုမက်ခွင့်ရသူများရှိကြပေမည်မိတို့မက်သည်ဖြစ်စေထိုအိမ်မအားအခြားသူများတို့ပြောတင်မပြောတင်ချိန်ဆတင်ပေ၏ဘယ်လိုပဲအိမ်မမက်မပါကွာကိုမကြင့်ကြံရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဘုံကြီးခြင်းရင်ဘုံကြီးစေတဲ့အလုပ်ကိုလုပ်ဝိဇ္ဇာဖြစ်ခြင်းရင် ဝိဇာဖြစ်စေတဲ့အကျင့်ကိုကျင့်အိမ်မက်နဲ့တာယာမနေနဲ့ဟုဆရာကြီးဦးကျော်မှဆုံးမခဲ့၏။ဤအကြောင်းအရာတွင်အ धिक တင်ပြလိုသောရွှေညောအိဆာတရာမိတ္တိစေကိုင်းတော်ကြီးယေရှုရှင်အဖေကြီးဦးမြခင်မက်ခဲ့သည့်အိမ်မက်များထဲမှစိတ်ဝင်စားဖွယ်အိမ်မက်အချို့ကိုထုံနှုတ်တင်ပြမိဖြစ်ပါသည်။ဖွဲ့ရပေါဝိဇာတပါမက်သောအိမ်မက်သည်တာမန်အိမ်မက်မျိုးမဟုတ်ထွက်ရက်နှင့်သက်ဆိုင်သောအကြောင်းအရာသာဖြစ်၏။တဏီထွက်ရက်လန်းကိုညွှန်ပြ၏။ ဝိဇ္ဇာဖြစ်လိုသူတို့စိစိကြည့်၍နက်နက်နဲနဲတွေးอยู่ရမည်နှမိန်များသာဖြစ်၏ပထမဦးစွာဖြင့်အဖေကြီးဦးမြခင်ကိုယ်တိုင်ပြောကြားခဲ့သောအိမ်မက်နှင့်ပတ်သက်သည့်မိန်ငုံးကိုမူရင်းအဘော်အတိုင်းကူးယူပေါ်ပြလိုက်ပါသည်အဲ့ဒီလိုရုပ်လုံးတွေအဖေဘိုးတော်ဟန်ကိစ္စတွေကြီးပဲလောက်တဲ့အခါမှာငါစေတနာငါကိုအကျိုးပေးပြီးတော့စာတဲကရုပ်လုံးမဟုတ်ဘူးငါကတကယ်ရုပ်လုံးဖြစ်လာတာအဲ့ဒါငါရုပ်လုံး ပုံတူထုထားသောရုပ်တုတွေစွမ်းတော်တင်းသလိုလှုပ်လို့သွားပြီးတားတဲ့ကောင်ကတားထားရတယ်။ငါသိတာပေါ့။ဒါကြောင့်မို့53နှစ်ပြဿနာပေါ်လာတာအဲ့ဒါမနဲ့လိုက်ပိတ်ပြရတယ်။အမှန်ကသူတို့ကြီးညိုကြတာဒီဘဲဘဲမျက်လုံးမှိတ်တယ်ဆိုတာအထိပယ်ရှိတယ်။ဘိုးတော်ပွင့်ကိုငါစီလာပြီးတော့ညကအိမ်မက်ထဲမှာအတန်းကျောင်းမှာငါကစာရေးနေတယ်။စာရေးနေတဲ့အချိန်ခါမှာအဲ့ဒီတုန်းကအဖေဘိုးတော်ဟန်က 60ကျော်ပြီး80ပြည့်တော်မယ်။အဲဒီမှာဟေ့ကောင်ဆိုပြီးအနောက်ကောင်နေပုတ်လိုက်တယ်။ဘိုးတော်ပွင့်ကတိုက်ပုံအင်ကြီးအနက်နဲ့ပလီကက်အဖြူအကွက်နဲ့ရုံးစိုးလှည့်ကြည့်လိုက်တော့တွေ့တယ်။နောက်မှာဘိုးတော်ပွင့်ပုံမှန်ကြည့်လိုက်စမ်းဆိုပြတယ်။ဒီလိုစောင့်ကြည့်လိုက်တယ်။ဒီလောက်မြင့်တဲ့ကုံတစ်တာပေါ်မှာခေါင်းဥခေါင်းကြီးပဲတို့ဖေဘိုးတော်ဟန်ကိုမပါဘူး။ဒုံစံအတိုင်းခေါင်းပေါင်းအပြင်ဖော့လုံးနဲ့ခေါင်းပေါင်းနှစ်ထပ်ဟာဖေပဲ ဒါကျွန်တော်တို့အဖေပဲနောက်ကနေဘိုးတော်ပွင့်ကပြောတယ်ကတော့ပါတယ်အဖေရေကျွန်တော်တူအောင်တော့ပြောပြရစီအဖေမြေတွေမြစ်တွေသိနိုင်အောင်ဘာပြောတယ်မှတ်လဲဗမာပြည်မှာလို့ပြောတာမဟုတ်ဘူးဘယ်မြို့မှာလို့ပြောတာမဟုတ်ဘူးကဘာမှာအဲ့ဒီကောင်မျိုးနှစ်ကောင်မရှိဘူးကွာတဲ့သူတပည့်ကိုပြောတာတို့အဖေကိုပြောသွားတာဘိုးတော်ဟန်ကိုဘိုးတော်ပွင့်ကပြောသွားတာနော်ငါပြောတာမဟုတ်ဘူးအဲ့ဒီလိုအိမ်မက်မက်တဲ့အကြောင်းကိုအဖေကျွန်တော်ညာက ဒီလိုဒီလိုပဲအိမ်မက်မက်တယ်သွားပြောတော့ဟေ့ဆိုပြီးဒီမှာရက်ခိုင်းထားတယ်မင်းဟာမင်းမှတ်ထားမပြောနဲ့တဲ့အဖေက သူ့ကိုယ်သူတိသွားတယ်အဖေကအဲ့ဒီလိုဘိုးတော်ကွင့်လာပြောတဲ့အချိန်ဒီအိမ်မက်အကြောင်းကိုပိတ်သွားလိုက်ပြီးမှ မင်းသိရင်မင်းနာထဲမှာထားတဲ့အချိန်မှာမင်းကိစ္စတွေရှိတယ်